ကျွန်တော်တို့တစ်ခုနဲ့တစ်ခုကကြားကန်ပြီးထောက်ပေးတာအနေထားပေါ့ဗျာအဲ့တော့ဒီလမောင်းကုန်းကိုစစ်သွေးကြောအုပ်စုတွေကပြီးခဲ့တဲ့နှစ်ဩဂုလ19ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတက်မတော်ကဒါကျွန်တော်တို့လက်ရှိဒါဒီတက်ခတ်ရေးအင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relation လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ဒုတိယတင်ပို့ဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ဖားကတ်မျိုးလုံချုံရေးတို့အရေးပါတဲ့လမောင်းကုန်းနဲ့ မော်မော်ဂုံးကိုတက်မလို့ကနေပြီးတော့ထိချုပ်ဖို့အတွက်ကျွန်တော်တို့ဒါထိုးစစ်ဆင်နေတဲ့အခြေအနေပါလက်ရှိလက်ရှိကျွန်တော်တို့ဇွန်လဇွန်လကျွန်တော်တို့ဒီတက်တရဘက်ကနေစပြီးတော့တက်မလို့ကဒီဖားကံမျိုးဖားကံမျိုးလုံချုံရေးအတွက်အရေးပါတဲ့ဒီလမောင်းဂုံးနဲ့မော်မော်ဂုံးကိုကျွန်တော်တို့ဒီထိုးစစ်ဆင်နေပါတယ်အဓိကဒီနေရာရသွားပြီဆိုရင်ကျွန်တော်တို့လုံခင်းလုံခင်းနဲ့ကျွန်တော်တို့တစ်ဖက်မှာရှိတဲ့ဒါနေရာအချို့ပေါ့နေရာအချို့ကိုကျွန်တော်တို့ထိချုပ်နိုင်မှာဖြစ်ပါတယ်ဒီနေရာကကျွန်တော်တို့စီရအရန်ကိုအရေးပါတယ်ပြီးရောရင်ကျွန်တော်တို့ဒီ ် KIA ရဲ့ဒီညရရသွားပြီဆိုရင် KIA ရဲ့တရားဝင်ကြောက်စိမ့်လုပ်ွက်တွေကိုကျွန်တော်ထိချုပ်နိုင်တယ်အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်ထိချုပ်နိုင်တဲ့နေရာလည်းဖြစ်တယ်တော်တော်လေးတော့ကျွန်တော်တို့ဒါစေရမဟာပြည်ဝကြိုက်လို့သိရပါတယ်ဒီလမောင်းကုန်းရဲ့ဒီနေရာကအဲလမောင်းကုန်းရဲ့ဒီနေရာကကျွန်တော်တို့ဒီလုံခင်းအုပ်စုထဲမှာတည်ရှိပါတယ်ဖားကန်းတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ9မိုင်6မိုင်အကွာလောက်ပဲရှိပါတယ်ဒီဒီလမောင်းကုန်းကနေပြီးတော့ကျွန်တော်တို့လမောင်းကုန်း ကနေပြီးတော့ကျွန်တော်တို့လမောင်းကုန်းတောင်ကုန်းဘွားနေပြီးတော့ကျွန်တော်အောက်ကိုကြည့်မယ်ဆိုရင်ဖားကန်းကိုကျွန်တော်အပေါ်စီကနေမြင်နိုင်တယ်။လုံခင်းကြီးရောအုပ်စုကိုကျွန်တော်တို့အပေါ်စီကနေမြင်နိုင်တယ်။နောက်တစ်ခုကဒီလမောင်းကုန်းရဲ့အာသာချက်ကသူကတစ်ဖက်မှာကျွန်တော်တို့ဒီဖားကန်းဖြူဟာရှိမယ်။တစ်ဖက်မှာကျွန်တော်တို့ဒီလုံခင်းရန်ချက် လုံခင်းရန်ချက်ရှိမယ်။တစ်ဖက်မှာကျွန်တော်လမောင်းကုန်းရှိမယ်အဲ့ဒီသုံးခုကကျွန်တော်ဒီဖိုးဖနှောင်းဆိုင်ရှိတာတစ်ခုနဲ့တစ်ခုကဒီစီရေးတွေဖြစ်လာပြီဆိုတော့တစ်ခုနဲ့တစ်ခုကကျွန်တော်တို့စီရေးအရာကျွန်တော်ဒီလက်နက်ကြီးပြုတ်ကူတွေပေးလို့ရတယ် ေးလို့ရတယ်အဲ့တော့ဒီသုံးခုကကျွန်တော်တို့တစ်ခုနဲ့တစ်ခုကကြားကန်ပြီးထောက်ပေးထားတဲ့အနေထားပါဗျာအဲ့တော့ဒီလမောင်းကုန်းကိုစစ်သွေးကြောအုပ်စုတွေကပြီးခဲ့တဲ့နှစ်ဩဂုတ်လ19ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတက်မတော်ကဒါကျွန်တော်တို့လက်ရှိဒါဒီတက်ခတ်အင်အားကျွန်တော်တို့ဒီထောင်ထဲချီပေါ့တထောင်အထက်ပေါ့ဗျာတထောင်အထက်အသုံးပြုပြီးတော့လက်ရှိကျွန်တော်တို့နေမြေရှင်းလင်းနေတာပေါ့လက်ရှိဒီလမောင်းကုန်းရရှိတဲ့အတွက်ကတက်ကတော်တော်လေးကိုကျွန်တော်တို့နေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်လို့ကျွန်တော်ဒေသခံတွေကနေပြီးတော့ပြောပါတယ်အဲ့တော့တက်မတော်ကဒီနေရာမှာကျွန်တော်တို့ဒီခက်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 ဖြတ်သန်းမဲ့နေရာတွေကအမိုက်ပုံရွာနဲ့ အင်မိုင်းရံရွာလို့တော့ဒေသခံတွေကပြောပါတယ်အမိုက်ပုံရွာနဲ့အင်မိုင်းရံရွာအဲ့ဒီနှစ်နေရာမှာဒီအကြံပေးအုပ်စုတွေကခန့်စစ်ကိုခိုင်ခိုင်မာမာပြင်ထားတယ်လို့ပြောပါတယ်အဲ့တော့လက်ရှိဒီနေရာကိုကျွန်တော်တို့ဒီလက်မိုင်းကုန်းရဖို့အတွက်တက်မတော်ကလက်ရှိကျွန်တော်နေမြရှင်းလင်းတဲ့ခါမှာတိုက်ပွဲတွေဖြစ်နေပါတယ်အဲ့နေရာကမော်ဝမ်ကြီးမော်ဝမ်လေးနဲ့အမိုက်ပုံရွာကျောင်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ပြောပါတယ်လက်ရှိတော့ကျွန်တော်တို့တိုက်ပွဲတွေဖြစ်နေပါတယ်။အဲ့တော့တက်မတော်ကတော့လက်ရှိဒီဖားကန်မြို့နယ်မှာဒီစစ်မျက်နှာပြင်၅ခုတပ်မင်းတွေကိုကျွန်တော်တို့စစ်မျက်နှာပြင်ဖွင့်လာပါတယ်။တက်မတော်ရဲ့ဒီစစ်မျက်နှာပြင် မျက်နှာပြင်တွေ၅ခုလုံးကလည်းကျွန်တော်လက်ရှိအောင်မြင်မှုတွေများစွာရပါတယ်။အောင်မြင်မှုတွေကျွန်တော်များစွာရတယ်။ပြီးတော့ရင်လက်ရှိဒီတက်ဘလော့ကလည်းဒီဘမ္ဘောမှာကျွန်တော်တို့ဒီဘမ္ဘောကိုလည်းစစ်မြင်တာစစ်မြင်တာတွေများစွာထပ်ဖွင့်လာတယ်။ရခိုင်ကတက်ဘလော့ကကျွန်တော်တို့ဒီဒါကျွန်တော်တို့ဒီနေရအချို့ကနေပဲကျွန်တော်တို့တကယ်ခိုင်စစ်ကိုအခိုင်အမာလုပ်ပြီးတော့တက်မတော်ကစစ်စင်ကိုဆောင်ရွက်ခဲ့တယ်လက်ရှိမှာတော့ဒီတက်မတော်ကဒီလှုပ်ရှားစစ်ကြောင်းတွေနဲ့ဒါနေမြေတွေကိုထွက်ပြီးရှင်းနေတယ် ဒီဖားခန်းရဲ့ area ကတက်မတော်ရဲ့ထိန်းချုပ်မှု area ကတော်တော်လေးကျဲလာတယ်။အလားတူပါပဲကျွန်တော်နေညာမပြတ်တက်မတော်ကဒီဗမုံမျိုးရဲ့ area ကိုကျွန်တော်တို့တောက်လျှောက်ကင်းတော့ပြီးတော့ဒါကျွန်တော်ဝင်ရနေပြီးတော့ drone နဲ့ရှင်းလင်းတာတွေပြီးရင်ကျွန်တော်တို့ဒီဒီ drone ရဲ့ဒါ drone ရဲ့ကျွန်တော်တို့ရရှိတဲ့မြေပုံအချက်အလက်တွေကိုယူပြီးတော့